တရုတ်ရဲ့ဖီအားကြောင့်ကိုကန့်တက် MNDA စုတ်ခွာပေးခဲ့ရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာစစ်ကောင်စီတပ်ကအင်အားတစ်ထောင်နီးပါးထပ်မံဖြည့်တင်းခဲ့ပြီးတော့တန်ဟန်တက် DNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့ဘက်ကိုလည်းပြန်ထိုးစစ်ဆင်ဖို့စစ်ကောင်စီကအင်အားယာနစ်ချီဖြည့်တင်းနေတယ်လို့ဒေသခံတွေထံကနေသတင်းရရှိပါရတယ်။လားရှိုးမြို့ကိုဇွန်လ27ရက်နေ့ကတင်ကားတွေပါဝင် စစ်ကောင်စီရင်နဲ့စီးရီ90နီးပါးရောက်လာခဲ့ပြီးတော့တပ်သားအင်အားတစ်ထောင်နီးပါးပါဝင်နိုင်တယ်လို့မြို့ကန်တွေကခန့်မှန်းကြပါရတယ်။ လာရှုမြို့ကိုမဝင်ကမှာကိုကတက် MNDA တာဝန်ရှိသူတွေနဲ့စစ်ကောင်စီတပ်တွေညှိနှိုင်းခဲ့ကြရလို့လဲဖြစ်စဉ်အခြေအနေကိုသိရှိတဲ့လာရှုမြို့ကန်တူကဆိုပါတယ်။ထောက်ပို့တဲ့ဆက်သွယ်ရေးတပ်တင်ကားတက်တစိပ်ပါဝစ်စုံတွေကိုဝစ်ဆင်ထားကြတဲ့တပ်သားတွေဟာအရှိမြောက်တိုင်းစစ်ထနာကျုံနဲ့နီးစပ်ရအမြောက်တက်ထောက်ပို့တက်တွေတဲကိုဝင်သွားကြတာကိုတွေ့ရကြောင်းလဲမြို့ကန်တွေကပြောပြပါဗျာ။ ကားကြီးအဝင်လာတယ်30လောက်ရှိမယ်နောက်စင်ကားကြီးအဝင်ပြီးတော့စာရင်းနဲ့လည်းဝင်လာလာဒါမှမဟုတ်တင်ယူဘက်သွားလာဘာလုပ်လဲတော့မသိဘူးဒီမင်းနဲ့မှာချိတ်ကားအစင်းနဲ့ဆိုတော့ပါလီပြတ်သွားတယ်အရင်ဝင်လာတော့လည်းလမ်းမကြီးပေါ်မှာရက်ခါတာလေအခုကတော့တစ်ခါလုံးဝင်လာတယ်မကြည့်ဘူးတော့နေလိုက်ကြပါဘူးစစ်ကောင်စီဘက်ကလာရှိုးကိုပြန်ထိန်းချုပ်ပြီးတော့အင်အားတွေထပ်ဖြည့်ထားပြီးမြဲလဲငကိုရှိနေတဲ့တပ်ရင်းတပ်ဖွဲ့တွေကမှပုံမှန်အတိုင်းလည်းပတ်နိုင်တာမရှိသေးပဲ ခိုးမှုလူရက်မှုတွေလည်းရှိနေသေးပဲလို့မြို့ကန်မြို့သမီးတို့ကဆိုပါတယ်။ MNDA အနေနဲ့တရုတ်ပြည်အားကြောင့်လာရှုပ်ကိုလက်လွဲပေးခဲ့တယ်လို့ဆိုပေမဲ့မြို့ပေါ်ဆက်နေရက်ဘက်ကသာစစ်ကောင်စီကအုပ်ချုပ်ခွင့်ရတာပြီးတော့ကျန်းတဲ့ကျေးရွာအုပ်စု85အုပ်စုကိုတော့ MNDA နဲ့ TNL တက်တီကထိန်းချုပ်ထားခဲ့ပါတယ်။ဒါပြင်အခုဇွန်လကုန်မှာ MNDA တက်သိမ်းပိုက်ထားတဲ့သိန်းညီမျိုးကိုစစ်ကောင်စီကိုပြန်လွှဲမယ်လို့တရိန်တွေထွက်နေချိန်မှာအခုလိုရင်နှန်းနဲ့အင်အားအများပြားထက်ရောက်လာတဲ့အတွက်မြို့ကန်တွေကစောင့်ကြည့်နေကြတာပါ။ မနေ့ကစော်လာ23ရက်နေ့ထိမြို့ပေါ်မှာတော့ပြောင်းလဲတစုံတရာမရှိဘဲနဲ့ MNDA တက်ဒီပုံမှန်အတိုင်းအုပ်ချုပ်နေစေဖြစ်တယ်လို့သိမ့်မီမြို့ကန်တွေကပြောပါရယ်။ပြည်ရောပြောမှဆိုရင်တော့လူကြီးတစ်ချာကြီးကမရှိပါဘူး။ဒီရေရောင်လည်းမပြောင်းဘူး။တို့ကဘယ်လိုပြောမလဲဆိုဆောက်ဦးလည်းဆောက်နေပဲ။လုပ်ပြကြည့်တော့လုပ်နေကြတော့ဘယ်လိုလာမလဲလည်းမသိဘူး။ဒီမှာတော့ဆောက်ဦးတွေတော့ဆောက်နေတော့မှာပဲ။သူကပုံမှန်နဲ့လောက်တော့လုပ်နေတာ။စုပေါင်းရေးလည်းကောက်နေတော့မှာပုံမှန်သွားနေတာ။ ရန်မြောက်ကစစ်မျက်နှာနောက်တစ်ခုဖြစ်တဲ့ TNL နဲ့မဟာမိတ်တပ်တွေထိန်းချုပ်ထားတဲ့နောင်ချိုကအုံမတိရွာကိုလည်းပြန်သိမ်းပိုက်ဖို့အတွက်စစ်တပ်ကပြင်ဦးလင်ကနေအင်အားရာနဲ့ချီထပ်မံဖြစ်တင်းခဲ့ပြီးတော့ဒေချောင်းကနေနေစဉ်နှီးပါတိုက်ခိုက်နေတယ်လို့ပြင်ဦးလင်ဒေသခံတွေက ပြောပါတယ်။အုံမတိရွာလမ်းခွဲဟာမန္တလေးကပြင်ဦးလင်နဲ့မိုးကုတ်မြို့တွေကိုဆက်သွယ်ဖို့အဓိကကျနေတဲ့အတွက်စစ်ကောင်စီတပ်ကအခုရက်ပိုင်းအတွင်းမှာအပြင်းထန်ထိုးစစ်ဆင်နေတာဖြစ်ပြီးတော့ဇွန်လ19ရက်နေ့ကအင်အား200နီးပါးထပ်ပို့ခဲ့တာကိုတွေ့ရတယ်လို့ပြည်ဦးလင်ဒေသခံတူကလည်းပြောပါရယ် ။နောင်ချိုမြို့ကိုတော့10နှစ်ဆက်ကွန်စစ်စင်ရေးကာလ2024ခုနှစ်ဇူလိုင်လမှာ TNL MDY PDF နဲ့မဟာမိတ်တွေကတင်ပိုက်ခဲ့ပြီးတော့အုံမတိရွာတီတော်လင်းအင်အားစုတွေကထိန်းချုပ်ထားခဲ့တာပါ။အခုရပိုင်းတွင်းမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတွေနဲ့စစ်ကောင်စီကအပြင်းထန်တိုက်ခိုက်နေတယ်လို့ TNL ပြောခွင့်ရသူလူရည်ဦးကဆိုပါတယ်။ လုံးမှာတော့ထိုးစစ်စင်မှုကတော့အာအုံတီအုံခပ်ပဲမှာပဲရှိနေတယ်ညံတော့ပဲမှာရှိနေပါတယ်အတခြားသောနေရာမှာတော့ထိုးစစ်စင်တာတော့မတွေ့ရတယ်ကျမတို့ကတော့အတက်နိုင်ဆုံးကုကံကကွယ်နေပါတယ်တိုက်ပွဲပြင်းထန်နေတဲ့နေရာဒေတာမှာဆိုရင်စစ်ကောင်စီဘက်ကတီဝင်တွဲနဲ့ပုံကျဲတိုက်ခိုက်တာလေရင်နဲ့ပုံကျဲတိုက်ခိုက်တာမျိုးတွေရှိပါတယ်မနေ့ဆိုရင်တော့ဒီအယတနေတွေထိခိုက်တာမျိုးတွေရှိပါတယ်အယတတိုက်ဆုံးထိခိုက်တန်ရာရတာတော့မတိရတယ်မနေ့ရဆိုတော့အဲ့ဒီညံတော့မှာဖြစ်ပါတယ် ပြီးခဲ့တဲ့အပယ်လာကွန်ပိုင်းကတရုတ်နိုင်ငံကုမင်းမြို့မှာလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာတော့ TNL သိမ်းပိုက်ထားတဲ့နောင်ချိုကြောင်မဲတီဘောမိုးကုံနဲ့မိုးမိတ်မြို့တွေကိုစစ်ကောင်စီကပြန်ပေးဖို့တောင်းဆိုခဲ့ပြီး TNL ကပယ်ချခဲ့တာကြောင့်စစ်ကောင်စီနဲ့အိန်းနီချင်းတရုတ်တို့ကနှစ်ဖက်ညှက်ပိတ်ပြီးတော့ကုံစီ73စီ စေးကွားနဲ့လူသုံးကုံတွေကိုဖျက်တောက်ထားခဲ့ပါတယ်။တရုတ်ရဲ့ဖိအားနဲ့ရင်ဆိုင်နေရပေမဲ့လည်းမြို့တွေကိုပြန်မပေးဖို့တန်အန်တဲ့ရဲ့ဆုံးဖြတ်ချက်ဟာမပြောင်းမလဲပဲတည်ရှိနေကြောင်း TNL ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကပြောဆိုထားပါတယ်ခင်ဗျာ။